မင်္ဂလာပါရှင်။မိုးလေဝဲသားနဲ့ဇလာဗီရာညွှန်ကြားမှုအစီအထာနာကနေဇွန်လ18ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပလီပင်လယ်ပြင်မြောက်ပိုင်းပင်္ဂလာပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်မုတ်တုံလေအာကောင်ရမှအာလုံကောင်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံမင်္ဂလာပင်လယ်အော်တို့တွင်မုတ်တုံလေအာကောင်းနေပါသေးတယ်။ ထူးခြားတဲ့အခြေအနေတွေရဲ့အနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်ထွားချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်တောင်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိသောအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်တို့တွင်ဖြစ်ပေါ်နေသော လေပြင်းအားနှင့်ရဝန်ဟာဆက်လက်တည်ရှိနေပါသည်ဒီကနေ့ညနေအထိခမ်းမတ်ချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်နေရာကျကျ မန္တလေးတိုင်းဒေသကြီးတွင်နေရာစစ်စိမ်းနဲ့ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမှုထဲကြောင်ရပြီးပဲခူးတိုင်းဒေသကြီး၊မကွေတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေယော်ဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ပြီးမှုကျင်းနေပါတယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရာ စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းအေယာဝတီတိုင်းဒေသကြီးကချင်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်တော်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှာရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထေချုံခြင်းမိုးကြိုပြခြင်းလျက်စည်းလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မယ့်အကြံပြုရပါတယ်။ မြမပင်လေပြင်းတွင်မြမကရင်ရန်တရှောင်းနယ်ကမ်းလိုပင်လေပြင်းတို့တွင်ရပ်ဖန်ရခေါမိုတက်လေပြင်းများကြာရောက်ပြီးလှမ်းကြည့်ပါမယ်။မိုတက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေးဟာတနအိလင်း35မိုင်အထိတိုက်ခိုက်နိုင်ပါသည်။လိုင်းမြမမြမကရင်ရန်တရှောင်းနယ်ကမ်းလိုပင်လေပြင်းတို့တွင်ဆယ်ပေမှ12ပေခန့်ရှိနိုင်ပါသည်။ နောက်နေ့အတွက်ခမဲချက်ကတော့ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထေချုံပြီးနေရောက်ွက်ပြီးမိုးကျနေပါတယ်။နေပြည်တော်နဲ့ရန်ကုန်မြို့အနီးတစ်ဝိုက်အတွက်ဒီကညနေထိခမဲချက်ကတော့မိုးတကြိမ်တစ်ကြိမ်ထိချုံရပါမယ်။ရွာရံုံပြည်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကညနေထိခမဲချက်ကတော့နေရာကွက်ကြောင်မိုးထိချုံရပါမယ်။ရွာရံုံပြည်ဖြစ်ပါရရှင်။